ဟုတ်ကဲ့မင်္ဂလာပါနော်ဒီနေ့မှကြတော့ကျွန်တော်ပေါ့နော်မိသားစုတွေကိုကျွန်တော်တို့မိသားစုဝင်တွေကိုဘယ်လိုခေါ်လဲထိုင်းလုံနဲ့ဘယ်လိုခေါ်လဲဆိုတာကျွန်တော်တခါတည်းလာပြီးတော့ share ပေးမှာဖြစ်ပါတယ်ပုံလေးနဲ့တကွပေါ့နော်စာလေးနဲ့တကွအာအခုပုံမှန်မြင်နေရတဲ့အတိုင်းကျွန်တော်လာပြီးတော့ညွှန်ပေးပေးမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တို့စမယ်ပထမအဆုံးပေါ့နော်အဖေ sorry ပါ အဖေကိုကြတော့ဘယ်လိုခေါ်လဲအဖေကိုကြတော့တန်ထွက်ကဖော်နော်ဖော်ဖော်ဆိုတာအဖေကိုပြောတာနော်ဖော်ဆိုတာအဖေကိုပြောတာဖြစ်ပါတယ်နော်ဖော်ဆိုတာအဖေကိုပြောတာဖြစ်ပါတယ်အာโอเคနောက်တစ်ခုသွားမယ်ဒါကြတော့အဖေပေါ့နော်အမေကိုသွားမယ်အမေကိုကြတော့ဘယ်လိုပြောလဲအမေကိုကြတော့แม่ နော်မဲဆိုတာအမေကိုပြောတာဖြစ်ပါတယ်မဲဆိုတာအမေကိုပြောတာဖြစ်ပါတယ်အာဘောနော်โอเคမဲဆိုတာအမေအမေကိုမဲဆိုပြီးတော့ခေါ်တယ်နော်ထိုင်းလုံးနဲ့မဲဆိုတာအမေပေါ့နော်โอเคပြီးလို့ရှင်ကျွန်တော်တို့အာအကိုကြီးဘောနော်အကိုပေါ့နော်ပြောချင်တာအကိုအကိုကိုကျွန်တော်တို့ထိုင်းလုံးနဲ့ဘယ်လိုပြောလဲ ထိုင်းလုံနဲ့ကြာတော့အကိုကိုဖီချိုင်ဖီချိုင်ဆိုတာအကိုကိုခေါ်တာဖြစ်ပါတယ်နော်ဖီချိုင်ဆိုတာအကိုကိုခေါ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဖီချိုင်ဆိုတာအကိုကိုခေါ်တာဖြစ်ပါတယ်음အဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကဘာလဲအမမနော်ဒီမှာအမအမကြတော့ဖီဖီဆောင် ော်နော်ဒီမှာရှင်းပြထားတယ်နော်ဖီဆောင်ဆိုတာအမကိုခေါ်တာဖြစ်ပါတယ်အမကိုကြတော့ဖီဆောင်အကို့ကိုကြတော့ဖီချိုင်းနော်အကို့ကိုကြတော့အကို့ကိုကြတော့ဖီချိုင်းအအမကိုကြတော့ဖီဆောင်ဖီဆောင်ဆိုတာအမပေါ့နော်โอเคအဲနောက်တစ်ခုသွားမယ်နောက်တစ်ခုဘာလဲ ညီလေးမနော်ညီလေးဆိုတာကိုဘယ်လိုပြောလဲညီလေးဆိုတာကိုကြတော့နောင်နောင်ဆိုတာကိုယ်ထဲငယ်တဲ့သူတွေကိုတုံးတာနော်ဖီးဆိုတာကိုယ်ထဲကြီးတဲ့သူတွေကိုတုံးတာအာနောင်ဆိုတာကိုယ်ထဲငယ်တဲ့သူတွေကိုပြောတာပေါ့နော်နောင်ချိုင်နောင်ချိုင်ဆိုတာညီလေးပေါ့နော်ပြောချင်တာညီလေးဆိုပြီးတော့ပြောတာဖြစ်ပါတယ်နော်နောင်ချိုင်ဆိုတာညီလေးอืม ကိုတဲ့ငယ်တဲ့သူပေါ့နော်အဲနောက်ခုသွားမယ်ဒါလည်းကိုတဲ့ငယ်တဲ့သူပေါ့နော်အဲ့ဒါပါလဲနောင်ဆောင်နောင်ဆောင်ညမလေးပေါ့နော်ညမလေးဆိုလို့ရှိရင်နောင်ဆောင်နောင်ငောင်းမိုက်ထုံးနောင်ဆောင်အောဆောင်နောင်ဆောင်โอเคနော်နောင်ဆောင်ဆိုညမလေးโอเคပြီးတော့နောက်ခုသွားမယ်อืม စာလုံးလေးတွေမြင်ရအောင်ထင်တာမြင်တာဖြစ်သွားအောင်ကျွန်တော်အကြီးလုပ်ပြလိုက်ပါတယ်။ Okay ခလေးပေါ့နော်ခလေးဆိုတာကိုကျွန်တော်ဘယ်လိုပြောလဲ။လူလူဆိုတာခလေးကိုပြောတာနော်ခလေးလေးတွေကိုလူဆိုပြောခေါ်တယ်။လူခြံငါရဲ့ခလေးပေါ့နော်။ဂျမရဲ့ခလေးကျုပ်ရဲ့ခလေးလူခြံအဲလူဆိုတာကျတော့ခလေးပေါ့နော်ခလေးကျတော့လူ Okay နောက်တစ်ခုကတားလေးပေါ့နော်။อืมတားလေး ဓာတ်လေးကိုကြတော့ဘယ်လိုပြောလဲဘယ်လိုခေါ်လဲယောက်ျားလေးဆိုလို့ရှိရင်ချိုင်းပါတယ်နော်လူဆိုတာကလေးပေါ့နော်ဟာချိုင်းဆိုတာယောက်ျားလေးကိုပြောတာလူချိုင်းအဲဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဓာတ်လေးပေါ့နော်ဓာတ်လေးဆိုပြီးဖြစ်သွားမယ်လူချိုင်းဓာတ်လေးနော်โอเคနောက်တစ်ခုသွားမယ်ဒါကြတော့သမီးလေးပေါ့နော်သမီးလေး စောင်းဆိုတာဗာလဲမိန်းကလေးကိုပြောတာเนาะဒါကြတော့စောင်းဆိုတာမိန်းကလေးကိုပြောတာစောင်းစောင်းဆိုလို့ရှိရင်ဗာလဲအပြူလေးတွေပေါ့เนาะအဲစော်လေးတွေအဲ့လိုတုံးလို့ရပါတယ်စောင်းစောင်းဆိုတာမိန်းကလေးကိုပြောတာပေါ့เนาะโอเคလူဆိုတာဗာလဲကလေးကိုပြောတာလူဆိုတာကလေးပေါ့เนาะလူစောင်းဆိုတော့ဘာဖြစ်သွားမလဲသမီးလေးဆိုပြီးတော့ဖြစ်သွားမယ်เนาะသမီးလေးဆိုလို့ရှိရင်လူစောင်း ลูกสาวสรตะมีเลยบ่เนาะตะมีเลยโอลูกสาวโอเคบ่พอมารู้ที่มาเลยอ่ะแล้วทุกตัวไปจนจนสรจะบ่แลจนบ่เนาะจนอ่ะอะไรเกี่ยวมั้ยกุกุกูจนซูแล้วต้องแล้วเกี่ยวมั้ยจนสรุปสิผม ผมสรจนบ่เนาะโอเคไอ้เราจนบ่ပြောมั้ย จะนอตัวร่มแบผมจะไปแล้วอ่าไอ้ลูกมีคนน้องผมจะไปแล้วจะนอตัวร่มแบอ่าไอ้ลูกปนน้องไอ้ลูกตรงเลยอ่ะเนาะผมสวยจะนอจะนอที่ก็เบียวชินะผมสวยอยู่เบียวนี่นะเนาะอ่าเดี๋ยวสะเดี๋ยวสะผมเดี๋ยววายองนี้เนี่ยหาเบียวละจะนอสวยเราจะรอผมอู้มากว่าจะนอทมิ้วเว่เลยสูงเช่นผมซื้อ ซื้อข้าวผมสวยจนซื้อสวยเวลาข้าวสวยทำไมผมซื้อข้าวจนทำไมเวลาอ่าลูกน้องทำยาเปลือยเนาะเปลือกให้แม่สวยยาเปลือยแต่แม่ทิ้งกระตะลีสิลูกแต่เราเนี่ยไปจนสิ้นปากพี่ละน้าเลยไม่รู้ยุ่งจีบาเลยอ่าแล้วคู่ตัวแม่ทิ้งตามีตาพี่ตัวเอาจนซาลงเลยดูเน็ตเช็ดไรไหมโอเคเต็ม ต้นสูงสิ่งรูปแบบเลยคุณอ่าจ้าผู้มาปนเนาะ sorry จ้าผู้มาปนเนาะยุ่งสิงกายไปทั้งหมดคุณชื่ออะไรเต้นนามแบบลูปคนแรกอ่า คุณสวยลูืออยู่บ่เนาะไอ้เนี่ยมาตรงไหนเนาะคุณไปทำงาน คุณสวยเต้นบ่เนาะไปทำงานลรถตัวเราอืมยินดีเดสกาลิตคนที่ไปเนาะคุณ คุณชื่ออะไรเต้นน่มแบบลูปโคบาตเล่ปนเนาะอ่าหรืออยู่ลีมาตรงนู้ยาวาเไร คุณไปไหนมาเต็มเบตัวพี่ลาลาเด้ออืมแต่นมุนาลีเดียวจ้าละเนาะคุณสวัสดีบ่เนาะโอเค แต่เธอ เธอสวัสดีบ่านิสัตตาบ่เนาะเธอเฮ้ยเฮ้ยอาดุขะเธอ ထဆိုတာလဲသူပါပဲเนาะဒါကြတော့ကိုအရွယ်သူပေါ့เนาะထဆိုတာကိုတို့ဘယ်လိုပြောမလဲတယောက်နဲ့တယောက်အရွယ်သူလေးတွေပေါ့เนาะကိုကိုကိုကလည်းကိုတက်လည်း20กว่าသူတက်လည်း20အာတယောက်နဲ့တယောက်ပေါ့เนาะအဲ့လိုမျိုးအရွယ်သူလေးတွေတုံးတဲ့စကားပေါ့เนาะထဆိုတာတင်ပေါ့เนาะအာထပဲနိုင်မှာအင်းဒီမဲ့သွားပြီလားလဲကိုနဲ့ရင်းနှီးတဲ့သူပေါ့เนาะ ကိုနဲ့ရင်းနေတဲ့သူတွေပေါ့နော်ပြောမယ်ဆိုကိုနဲ့ရွယ်သူပြီးတော့ကိုနဲ့ရင်းနေတဲ့သူတွေပေါ့နော်ထအဲ့လိုတုံးရတင်ပေါ့နော်ထပဲနိုင်မှနင်ပဲသွားပြီလားလဲထกินข้าวยังနင်စမင်းသမီးစားပြီလားတင်သမီးစားပြီလားအဲ့လိုမျိုးတွေပေါ့နော်တုံးလို့ရရနော်ကွန်းဆိုတာတော့ယဉ်ကြီးတယ်သဆိုတာကျတော့ယဉ်နှီးတဲ့စကားတုံးနှုံပေါ့နော်ဒီကွန်းဆိုတာ အာယင်ကြီးစွာပြောတာပေါ့နော်ယင်ရလူတူတယောက်ကိုအလေးထားပြီးတော့ပေါ့နော်ယင်ကြီးကြီးပြောတာခုဆိုတာတင်ပေါ့နော်โอเคနောက်တစ်ခုဒီထဆိုတာကိုနဲ့ရွေတူပေါ့နော်ကိုလိုမြောက်အာကိုနဲ့ယင်ဟိုယင်နီးတဲ့သူတွေပေါ့နော်ပြီးတော့ကိုနဲ့ရွေတူဖြစ်တဲ့သူတွေကိုနဲ့ယင်နီးတဲ့သူတွေအဲလိုနေရာမှာတုံးနေတော့ဒါကြတော့ထกินข้าวမိုင်းသမင်းစားမလားအာအဲ့လိုပေါ့နော်โอเคနောက်ဆိုရင်ပေါ့ပေါ့မယ်လို့ထင်ပါတယ်နော်အာနောက်တစ်ခုသွားမယ်နောက်တစ်ခုပါလေအင်း ဒါကြောင့်ရောက်ကြလေးတုံးလာနော်ကျွန်တော်တို့ရောက်ကြလေးတုံးလာအိမ်ပဲနေမှာနင်ပဲတော်ကြီးလာလဲတင်ပဲတော်ကြီးလာလဲအဲ့လိုပေါ့နော်ဒါရောက်ကြလေးတုံးလာတုံးလို့ရပါလေနည်းနည်းတော့ဥစားပြောမိန်းကလေးတွေလည်းတုံးလို့ရတယ်နော်ဒါပေမဲ့စကားကြတော့နည်းနည်းတအားယူဥစားဖြစ်သွားတာပေါ့နော်တအားယူပြောပြောမယ်အိမ်ပဲနေမှာဟိနင်ပဲတော်ကြီးလာလဲအဲ့လိုမျိုးစိတ်စိတ်လေးစိတ်နေထားမှရှိတယ်ပေါ့နော်အိမ်ပဲနေမှာနင်ပဲတော်ကြီးလာလဲအိမ်မေးလို့ရောနင်မသိဘူးလား မိငန်းညူလှုပ်ရှိနေတာဘာညာမလားအဲ့လိုမျိုးနေထားရမှာတုံးပါရနော်ဒါသူပါပဲဒါလည်းတင်ပါပဲနင်းဆိုတဲ့သဘောပေါ့နော်အိုးဒီလောက်ဆိုရင်သဘောပေါက်မယ်လို့ထင်ပါတယ်အာနောက်တစ်ခုသွားမယ်ခေါင်းခေါင်းဆိုတာပါတယ်မခေါင်းသူ့ခေါင်းပိုင်နိုင်မှာခေါင်းဆိုတော့သူ့ပေါ့နော်ပိုင်နိုင်မှာဘယ်သွားပြီလားလဲခေါင်းပိုင်နိုင်မှာသူ့ဘယ်သွားပြီလားလဲခေါင်းသူ့ပေါ့နော်กินခေါင်းយ៉ាង ်ထမင်းစားပြီလားသူထမင်းစားပြီလားခေါကင်ခေါយ៉ាងသူထမင်းစားပြီလားအာအဲ့လိုမျိုးပြီးပေါ့နော်အဲအောက်မှာကြတော့ဗာလဲတငယ်ချင်းတငယ်ချင်းဆိုလို့ရှိရင်ဘယ်လိုပြောလဲဖူးန်မနော်ဖူးန်စားကြကျူးစားပြီးရေးပြထားနော်ကျွန်တော်တန်ထွေးမနာဟောက်ပြီပါနော်တငယ်ချင်းကိုကြတော့ဖူးန်နော်เพื่อนเขาตู้ตังเงินจริงอ่าหรือเปล่าเนาะดีมาเพื่อนสอตังเงินจริงดีมาเขาสอตู้เพื่อนเขาสรุปชินตู้ตังเงินจริงอ่าหรือมีดีดีเปล่าเนาะ แต่นมูนาลีเปียวๆเลยตาเนาะสงนี่ลูกเพื่อนเขาตู้ตังเงยเขาส่วนตู้เพื่อนส่วนตังเงยโอเคนัดคู่ตัวไหมแต่จะรู้ฉันฉันส่วนไปเลยจบยังจะรีบเปียวไหมกว่าฉันส่วนจบไม่รีบเปียวไหมฉันส่วนจะมา就没有家里啊，表妹，我有家里啊，我妈表表妹，有家里啊，钱没路。 အဲ့ဆိုဘာဖြစ်သွားမလဲမေလူးဆိုတာမသိဘူးချမ်းဆိုတာကြုံမေလူးဆိုတာမသိဘူးချမ်းမေလူးဆိုတာကြုံမသိဘူးအယောက်ျားလေးပေါ့နော်ယောက်ျားလေးတကယ်လို့ယောက်ျားလေးကပြောမယ်ဆိုရင်ပြောတာယောက်ျားလေးကပြောမယ်ဆိုရင်ချမ်းမေလူးဆိုလို့ရှိရင်ကြုံမသိဘူးဖြစ်သွားမယ်နော်အဲတကယ်လို့မိန်းကလေးကပြောမယ်ကွာချမ်းမေလူးဟာမိန်းကလေးတန်ဘာရှင်းမိန်းကလေးဘာရှင်းနဲ့ပြန်ပြောတာချမ်းမေလူးအဲ့ကြပါဖြစ်သွားမယ်ကျမမသိဘူးမေလူးဆိုတာမသိဘူး ฉันဆိုတော့ကျမဖြစ်သွားမယ်မိန်းကလေးတို့ရှင်ကျမဖြစ်သွားမယ်ฉันမေးလို့ကျမမသိဘူးဟွန်းဒါပဲဒီလောက်ပဲရှိတယ်เนาะဒါဒါနားလည်မှုလို့ရယ်เนาะฉันဆိုတော့ယောက်ျားလေးကပြောလိုက်ပြီးဟဲ့ဆိုလို့ရှင်ကြောက်အဲ့ဒါကြောက်ပဲเนาะအာမိန်းကလေးတွေပြောမယ်ဆိုလို့ရှင်ကျမ ဒါပဲလွယ်လွယ်လေးရနော်โอเคအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် like share follow လေးလောက်သွားပေးပါကျွန်တော်စီမှာမနက်9နာရီတိုင်းမှာကျွန်တော်ဓာတ်ရိုက်လွှင့်ပါတယ်နော် social media မှာဘူဘူထိုင်း language ဆိုလို့ရှာကြည့်ပါအားဆိုတွေးလိုက်မယ်အားတွေးလို့ရှိရင်ကျွန်တော်ကို follow လုပ်ထားလိုက်ပါအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်မနက်9နာရီတိုင်းမှာထိုင်းစံတော်ချိန်9နာရီတိုင်းမှာကျွန်တော်ဓာတ်ရိုက်လွှင့်ပါတယ်နော်လာရောက်ပြီးတော့မေးမြန်းလို့ရပါတယ် မနက်9နာရီနေ့7နာရီထိတနားရီစာကျွန်တော်တိုက်ရိုက်လွှင့်ပြီးတော့ထိုင်းအခြေခံစကားလေးတွေမျှဝေပေးနေပါတယ်နော်။ Okay ပါ။အခုဒီနေ့မလို့ထင်ပါတယ်။ Thank you ပါ။ခေါ့ခွန်းခါ။เจอกัน